ိုမျိုးချစ်တို့တဲ့တမိုင်းကစကားပြောခဲ့ပြီတဲ့တချိန်တုန်းကဗုဒ္ဓသာသနာရောင်ဝါထုံးခဲ့သောအာဖဂန်နစ္စတန်ပါကစ္စတန်မလေးရှားအင်ဒိုနီးရှားစတဲ့နိုင်ငံတွေဟာမွတ်စလင်တို့ရဲ့စစ်ဖြစ်ဘာသာရေးနယ်ချဲမှုချိန်းချောက်ပြီးတွတ်သွင်းမှုလိန်နဲ့ဆွဲဆောင်မှုဒါတွေကြောင့်မွတ်စလင်ဝါမျိုးချင်းခံခဲ့ရပြီးတမိုင်းကအစိတ်ရေတွေဖြစ်ခဲ့ပြီတဲ့ ယန်သူလိုသဘောထား၍လက်နက်ဖြင့်တုံ့ပြန်လေးရှိသောခရစ်ယာန်နိုင်ငံများကိုတော့သူတို့မလွမ်းမမဝါမျိုးနိုင်ပါတဲ့မေတ္တာနှင့်ခွင့်လွတ်တတ်သောကျွန်ုပ်တို့ဗုဒ္ဓဘာသာနိုင်ငံများကိုသာသူတို့မေတ္တာဖြင့်အခွင့်ကောင်းယူခဲ့ကြပြီဣဇာဟုသည်မိခဲ့သောဘာသာရေးအဓိကယုံဖြစ်မှုကိုများမလိုလားပါမြည်စုကိုမှလည်းမစော်ကားလိုပါကျွန်ုပ်တို့ဤနိုင်ငံကျွန်ုပ်တို့ဤမြေမှာကျွန်ုပ်တို့ဤလူမျိုးများကိုဝန်တာနုရခိတဟုသော အမျိုးဘာသာသာသနာချင်းမြတ်နိုးစိတ်များပေါ်ပေါက်လာအောင်သုံးမသတိပေးခြင်းသာဖြစ်ပါသည်အကယ်၍တလွဲယူဆခဲ့သောအီမေးခွန်းကို မေးရပါလိမ့်မည်နော်တလွဲထင်တယ်ဆိုလို့ရှိရင်တော့သူကမေးခွန်းမေးရလိမ့်မယ်တဲ့ကျွန်တော်တို့နိုင်ငံမှာအစ္စလမ်နိုင်ငံများလို့အစ္စလမ်ဘာသာမှဘာသာကူးပြောင်းသွားလျင်တည်တံပေးရတာမျိုးတဲ့ဩအစ္စလမ်နိုင်ငံမှာဘာသာကူးပြောင်းရင်တည်တံပေးတယ်ပေါ့နော်ဒီသဘောရေးထားတယ် အစ္စလမ်ဘာသာဝင်မဟုတ်ရင်မနေရတာမျိုးအဲသူတို့ဘာသာဝင်မဟုတ်ရင်မနေရဘူးအစ္စလမ်နဲ့နိုင်ငံတွေမှာနော်မွတ်စလင်နဲ့အခြားဘာသာဝင်တူလက်ထက်ခဲ့တော့အစ္စလမ်ဘာသာမဝင်ရင်လက်ထက်ခွင့်မပြုတာမျိုးဩလက်ထက်ရင်တော့သူတို့ဘာသာမဝင်လက်ထက်ခွင့်မပြုဘူးအဲရမ်ဇန်ကိုဥပုံနေ့မှာတနင်္ဂနွေလုံးမြည်သူမြတ်ဥပုံမဆောက်မနေရပြည့်ညတ်တာမျိုးဟောဥပုံမဆောက်မနေရဘောနော်ဥပုံနေ့မှာ ဒါကအာနာရှင်ဆန်လို့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာတော့နော်အဲဒီလိုတွေမရှိဘူးဗျနော်ဥပ္ပဝါစောက်ခြင်းစောက်မစောက်ခြင်းနေကိုယ့်ရဲ့ယုံကြည်မှုအတိုင်းပဲသွားပေးတာအဲ့တော့ကျွန်တော်မြန်မာနိုင်ငံကနော်ဘာသာရေးလွတ်လပ်ခွင့်အပြည့်ရှိတယ်နော်အဲဤကဲ့သို့တရားဥပဒေမျိုးတော်ကျွန်တို့မပြည့်ညက်ပါပဲလေဤမြလောက်ဝါဒပြန့်စီယုံမှုလေးကိုတော့မှခွင့်မပြုနိုင်တော့ဘူးလားလို့နော်တဦးမြေတာတဦးမှာဆိုတာမျိုးကျွန်တို့တို့ဤမြေတာစေတနာသဘောထားမှုကိုစော်ကားလာရင်တော့ မေတ္တာပြတ်သူတို့ရဲ့တာဝန်သာဖြစ်ပါလိမ့်မယ်ခေါမရောက်ရင်ခေါမလို့ကြည့်ယောမရောက်ရင်ယောမလို့ကြည့်ရင်တော့အားလုံးအစဉ်ပြေသွားမှာပေါ့ဤစာအုပ်တွေစီးပွားရေးဝါမျိုးမှုကြောင့်မွတ်စလင်ကလားတို့လက်ထက်မရောက်ချင်တော့လဲရောက်ခဲ့ရပုံအဒီကယုံကြောင့်လူမဆန်စွာရက်စက်ခဲ့ပုံမိမကိုဇင်ကံပစ္စည်းတွေထားကြတဲ့ဖျားသခင်မှဘာသာပြန်ပွားရေးအတွက်တရားဝင်မယားလေးယောက်နဲ့အမြောင်မယားမြောင်များစွာယူရန်လမ်းညွှန်ထားတဲ့မွတ်စလင်ကလားတို့မှအထင်ကြီးပြီး ဘဝပုံအပ်ခဲ့လို့ဆင်းရဲဒုက္ခဘလဘွားနဲ့အတိဒုက္ခရောက်ခဲ့ရပုံစတဲ့ခံစားမှုယတ္တဆုံးနဲ့စင်ကျင်မှုတန်ဝေကမျိုးစုံတွေကိုကွက်ကွက်ကွင်းကွင်းဒီစာအုပ်မှာဖော်ပြထားပါတယ်။ဤစာအုပ်ကိုဖတ်ရှုအားဖြင့်ဖတ်ရှုခြင်းအားဖြင့်မိဘများမိမိတို့ယဉ်သွင်းငယ်များအားမွတ်စလင်နဲ့အိမ်တော်ပြုမှုကိုအတိုင်းတက်အလွန်ဆုံးမဩဝါဒပေးကြလိမ့်မယ်။လူငယ်များကလည်းမွတ်စလင်များနဲ့အိမ်တော်ပြုမှုကိုရှောင်ကျင်ကြလိမ့်မယ်။ အမျိုးဘာသာသာသနာချစ်မြတ်နိုးစိန်များပုံမူထက်တန်လာကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျှော်လင့်ချက်အတိုင်းဖြစ်မှသာလူမျိုးရောဘာသာပါမကွယ်ပြောင်းမှာ ဖြစ်ပါတယ်ဒီလိုမဟုတ်ကြရင်တော့နှစ်ပေါင်းတရာအတွင်းမှာအတိတ်တို့ကရောက်ရမှာကြက်ကြက်သတိပြုကြပါရွှေမြမာတို့တို့အိမ်နာရောက်လာပြီနော်တဲ့ဒါကသူကနေတန်းလေးစချီပြီးလာတာပေါ့နော်အဲ့ဒါကျွန်တော်တို့ ရွှေတုံးပြည်အောင်ကြီးကိုရော့ကိယူနာဆိုတာစတင်ပြီးတော့ဖတ်ကြားပြီးတော့มาဖြစ်ပါတယ်ကျေးဇူးပြုပြီးတော့နားထောင်နေသူတွေက like ကလေးတွေပေးပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်လည်းအာပေါက်နေတာခင်ဗျားတို့ like တောင်းနေတာတောင်းကြည့်လို့တောင်းနေတာမဟုတ်ဘူးကျွန်တော် YouTube channel ကပတ်စံရှာတဲ့ YouTube channel မဟုတ်ဘူးခင်ဗျားတို့ like တွေပေးမှနိုင်ငံလုံးကို तू က like ဖြန့်မှာ like တွေပေးကြမကြည့်ရင်ကြော်သွားခင်ဗျားတို့နိုင်ငံသားတွေမဟုတ်ဘူးလားတောင်းကိုစီယူကြလေ ခင်ဗျားတို့အဲ့လိုတာဝန်ကိုစီမယူတော့ဘာဖြစ်လဲခင်ဗျားတို့နိုင်ငံပြတ်တာပဲနော်တာဝန်သိတဲ့သူတွေကတာဝန်ယူတော့ပြီးတော့အဲ့တာဝန်သိတဲ့သူတွေကနေရာတွေရွာတဲ့ခါကျတော့ဘာဖြစ်လဲဘာမှမပြတ်တဲ့အမြတ်ထုတ်တဲ့လက်ကြီးစားတဲ့ဥဟိုအဲ့ဒီစသဖြင့်ရှောက်ပြောကြအောင်နော်အဲ့လိုတွေကျွန်တော်ကတွေ့ရတာပေါ့အဲ့တော့ကိုစီကိုစီတာဝန်ယူကြပါနော်ဒီလက်မလေးနှိမ့်လိုက်လို့ဘာဖြစ်မှာမို့လို့လေဘာမှမဖြစ်ပါဘူးဟုတ်တယ်မလားအဲ့တော့ ရွှေတုံးပြီးအောင်ကိုရောကိယူနာမြည်သောသောအီမြည်သောကိုရောကိယူနာကိုတကယ်အစ်စ်အဖြစ်ပြဝတ္ထုကိုရေးသားနိုင်ရဲ့အကြောင်းစတဲ့ပေါ်ပေါက်လာခဲ့ဒီမှာအဲဘာကြောင့်ရေးရတယ်ပေါ့နော်ရန်ကုန်မြို့၌လေတွင်မိုးတွေတောင်းကြံပြီးနောက်နေ့တွင်လဲရာသီဥရုမကြည်ရာသီဥရုမကြည်လင်သောကြောင့်မိုးကောင်းငင်ကလည်းမှုံမိုင်းအုပ်ဆိုင်နေသလိုစိတ်ဥရုအာဟာရပေါ်တွင်မှီနေသော ျွန်တော်အဖို့တွင်ဥဒုမตายရသလိုစိတ်တည်းလည်းမตายခန္ဓာထိုင်းပိုင်းနေသည်ကိုတတ်တာစိတ်တော့ငါမိမိခန္ဓာကိုခေါင်းခေါင်းဆောင်နေသောစိတ်ထားตายာကြည်လင်လာအောင်ဖြေပျော်မှုကိုရှားရတော့သည်တဲ့။ဩသူစိတ်ထိုင်းပိုင်းနေတယ်သူပြပြအောင်သူလောက်ကတော့ဗောနော်။အအခုအသက်အရွယ်ကြီးလာခြင်းတွင်မိမိစိတ်ကိုဖြေပျော်မှုအားစီးမှာ စာအုပ်စာရမ်းများဖတ်ရှုခြင်းပင်ဖြစ်၏ထို့ကြောင့်လက်လန်းမီသောစာအုပ်ကိုဆွဲယူဖတ်ရှုရာထိုစာအုပ်မှာအခြားစာအုပ်မဟုတ်ပါမာကဝဒီအမေကဝဒီဥနာဒရဤဗုဒ္ဓသမိုင်းပင်ဖြစ်ပါသည်အိန္ဒိယတွင်ဗုဒ္ဓဘာသာမိခဲ့သူတိမ်ကောရာကြောင့်မြည်သူတွေက အစပြောက်အောင်ဖျက်ဆီးကြကြောင်းတို့ကိုရာဇဝင်မဟာဝင် ရှေးဟောင်းမတန်းအမျိုးမျိုးတို့ကိုအကိုအကားဖြင့်ရေးသားဖော်ပြထားလေသည် ကျွန်တော်တို့ဖတ်ဘူးတည်ဘူးတည်တဲ့ပုံမှုစုံလင်ပါသည်ဖတ်ရင်ဖတ်ရင်ပင်ထိုင်နေသောစိတ်သည် ထောင်းတောင်းထလာလေပြီတဲ့ထုံနေသောခန္ဓာကိုယ်မှတွေးများလဲပူနွေးလာပေသည်တဲ့အာဣဇာဥဒ္ဒင်းနဲ့ရေးသားထားသည့်ပိုက်ဗရဝါကြများက စာအုပ်ပြုစုသူဤနှလုံးသွင်းမှုကြမှာပေါ်လာသောကိုရော့ကယူနာဖြင့် ဗုဒ္ဓဘာသာဝင်များသိစေကြားစေမမေ့မလျော့မပေါ့မလစ်စေသောတတိဖြင့်ပြည့်စုံကြစေရည်တို့ကိုရှေးရှု၍အပတ်တကုတ်ရှားဖွေ ပြုစုထားသောအစီအနှစ်တို့ဖြင့်ပြည့်စွမ်းလျက်ရှိ၏တဲ့။နော်ဗန်းပြစ်တယ်နော်အဲ့ဒါသူပြောတာ။အော်ကိုရောကိယူနာကိုရောကိယူနာဟူ၍ပင် အမတ်မထင်မျက်မိပါတော့သည်။ဤကပဏာမကိုရောကိယူနာသည်။ဤချိန်တွင်ဓပုတ်စရာမောင်မြင့်သိန်းနှင့်အပေါင်းအဖော်များလာကြသည်ဖြင့်စာအုပ်ကိုပြန်ချတာ။ နော်အလာပတလာပပြောကြရမှာတီဟိုကဇာရိတမိတ္တိညီလာခံမှာဗုဒ္ဓဘာသာကိုမငိမ့်သောအဲမငိမ့်တာရမ်းခဲ့တာဆရာမအောင်ဘူးလားငါတို့သတင်းစာတွေမှာဖတ်ရတဲ့အတိုင်းမှန်မှန်မှန်စောင့်နားထောင်နေတာပဲဒါပေမဲ့ကွာငါတို့တို့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးအောက်ခံရတာတွေများလို့လို့ခန္ဓာရည်ရှိနေပြီး အင်မတန်တိုးတက်ပြီးဒီမိုကရေစီစကားရေပန်းစားနေတဲ့ဒီခေတ်ဒီခါမှာဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံခြားသားနိုင်ငံခြားသူတွေတောင်လူပုံလေးမှာဗုဒ္ဓဘာသာကိုနှုတ်ဤပြင်မာခြင်းပင်မပြင်မာမတိခိုက်ကြဘူးမိမိယုံကြည်စိတ်ကဲ့ရာဘာသာဤကောင်းကြောက်ကိုသာအနှောက်အသွားလွတ်လွတ်ပြောဆိုကြတာသာကြားရတယ်အဲ့ဒီလိုဘာသာကွဲလူမျိုးသားများကရင်ကျေးကြသလောက်တို့အမျိုးသမီးကြီးမှာပဲဘာသာကွဲတာနဲ့တပြိုင်နက်တည်းကိုယုံကြည်ဟာကိုကိုးကွယ်နေတဲ့ကိုဘိုးဘွားပြင်လက်ထက်ကလေးက အခြေအမြင့်ခိုင်မြဲစွာနဲ့ယနေ့တိုင်ရာဂိုင်တို့အများဆုံးကိုးကွယ်ရာပြည်တော်စု၏အဓိကဘာသာကြီးကိုကိုယ့်အမျိုးသားတွေရဲ့မျက်နှာကိုမှမထောက်အိမ်ကျက်ချင်းဘာသာရေးရောင်စင်ကွဲတာနဲ့ခုတ်ကြခုတ်ချင်ကြတယ်တဲ့ကိုယ်ချင်းချင်းနှက်နဲ့ပြစ်ချင်ကြတယ်တို့ဘာသာကိုထီပါရဲတဲ့တို့မျိုးသမီးကွာလို့သာကိုယ်ရင်ဘက်ကိုထူကြဖို့ပဲရှိတော့တယ်။သေးသေးချာချာတွေးကြည့်တော့မငိမ့်တာမိမသားတို့မိမသားဆိုတော့ တင်ကြားထားတဲ့လောကီပညာသင်္ကေတအရာမှသာအဆင့်တန်းအနည်းမြင့်ယောက်ျားများနဲ့ဒန်းတူအောင်တချို့ကလေလိုက်နိုင်နေလေးပဲတဲ့ဒီတော့ရှင်းအောင်ပြောပြရင် မိမဆိုတာဘယ်လိုလူမျိုးဖြစ်ဖြစ်အများအားဖြင့်ဝန်တိုခြင်းညှဉ်းဆဲခြင်းစောင်းမြောင်းခြင်းစတဲ့စိတ်နုစိတ်ညက်စိတ်နှုတ်နေရမှာယောက်ျားတွေစိတ်ညက်တာနှုတ်တာထက်အဆများစွာသွားတယ်ဆိုတာထင်ရှားနေနေတော့ ယခုမငိမ့်သာဟာမိမလည်းဖြစ်တယ်။ဩမငိမ့်သာကြောင့်သူပြောတာ။မိမဖြစ်တာမှာတရုတ်ကလမင်းနေပြူစတဲ့အခြားမျိုးကွဲမိမတွေနဲ့မတူဟိန်းသူဖြစ်နေလောက်အောင်မျိုးကိုပဲမျိုးချစ်စိတ်တဲ့ခေါင်းပါလေးရှိကြတဲ့တို့မြန်မာမကလည်းဖြစ်တော့ဟာငါလခွန်ပြောရင်စိတ်ပြက်လာပါတယ်ကွာ။အသားတွေကလောက်ထွက်ဆိုတာပေါ့။ကြံကိုဖြတ်တဲ့ပိုးကကြံထဲမှာပဲသရေနီးတယ်။ငရုတ်သီးဖြတ်တဲ့ပိုးကငရုတ်သီးထဲမှာပဲဖြစ်တယ်။ တို့မြန်မာလူမျိုးကိုမျက်နှာဖြတ်တဲ့သူအိုမဲတုံမဲတတဝါဟာလေတို့မြန်မာမျိုးသားအမျိုးသမီးတွေတက်ကပဲဖြစ်ရမယ်ဆိုတာတန်ဝေကရကြဗောတဲ့အရင်လဲတို့မြန်မာတွေကဘာသာကွဲရွှေဖီးကြောင့်တိုင်းပြည်မှာဒုက္ခဖြစ်ခဲ့ရပြီဒီတော့အမျိုးကိုစောင့်တဲ့အမျိုးသမီးကိုချွင်းချံပြီး အချို့ရေဘူးရအားဖြင့်တို့မြန်မာအမျိုးသမီးတွေအကြောင်းမင်းတို့လည်းအသိသားပဲကွာကလာမေယာဖြစ်နေကြတဲ့တို့အမျိုးသမီးတွေမင်းကြည့်ပါလား လင်ကလားထက်မရလို့သူကလားသာပိုပြီးကလားစိတ်ဝင်သေးတယ်။မောင်မြင့်သိန်းတို့လူလူစုဝါကနဲ့ရေကြပါသည်တဲ့။ကဲဒီတော့တော်ကြပါစို့ကွာ။စီကံပေါင်းတဲ့တို့အမျိုးသမီးတွေအကြောင်းပြောရတာမောလွန်းလို့စီကံရှိအမျိုးဘာသာစောင့်တဲ့အမျိုးသမီးတွေကိုငါအားနာပါတယ်။နှခုံးမတွေကြောင့်တလေလုံးငါတွေကိုထိခိုက်နေပါမယ်။နောက်ဆုံးငါအဖိုးကတော့ကို့အမျိုးမစောင့်တဲ့အမျိုးသမီးတွေအတွက်တွေးမိတိုင်းအယိုးနာသည်။အမျိုးပါဆဲကျင်တော့လေ။ ဆိုတဲ့စာကိုဖြစ်နေရတာများလွန်းလို့အယိုးနာဝေဒနာတွေခံစားနေကြ ထူသားပေသားကိုကြာနေတဲ့ရွှေတုံးကိုမင်းကမငိမ့်တာအတွက်မအောင်ဘူးလားဆိုတာမေးတော့ဒီလိုအောင်ရတဲ့ဝေဒနာလောက်များငအောင်တို့ကအပြော့ပေါ့ကွာအခုလေဗုဒ္ဓဘာသာဤမူလချက်ချာဖြစ်တဲ့အိန္ဒိယမှာဗုဒ္ဓသာသနာတင်ခေါ်ရပုံတွေကိုဥနာဒရရေးတဲ့ဗုဒ္ဓသမိုင်းငါဖတ်လို့စိတ်တိကိုက်နေရတဲ့အထက် မင်းတို့ကရှင်ငိမ့်သာရဲ့အေဝုန်ကီတရားတော်အကြောင်းကြံကြံဖန်ဖန်လာပြီးစကြသကူကမောင်မင်းသိန်းကကြားဖြတ်၍ဩဆရာဥနာဒရဆိုလို့ဒီကိုတော်နဲ့ကျွန်တော်ကျွမ်းတယ်ကျွန်တော်အကြောင်းသူကမေးတယ်ဆရာကသူအလွန်တွေ့ကျင်တယ်ပို့ပေးစမ်းပါလို့ပြောမှုတယ်ဟာငါကလည်းပါကစ္စတန်မှာဒီကိုတော်အကျုပ်ခံရတာအဝကျုံကိစ္စတွေမှာဒီကိုတော်ဂယုနာ ာရာတွေသတင်းစာတွေမှာဖက်ရကလေးကဒီကိုတော်ကိုဖူးကျင်လိုက်တာလွန်ပါရောကြွတော်မူပါလို့ငါကပြင့်လက်ကြောင်းရှောက်လိုက်စမ်းကွာကောင်းပါပြီဆရာမနဲ့ပြန်ကျွန်တော်ကိုကျွန်တော်တို့ကိုယ်တိုင်လိုက်ပို့ပေးပါမယ်ဆိုပြီးတော့မောင်မြင့်သိန်းတို့လူတစုနှုတ်ဆက်ပြီးပြန်သွားကြသည်တဲ့ကျွန်တော်အဖို့မှာဟောတိုင်းရက်တဲ့ပက်ကလာမိုးရွာတာနဲ့အခန့်အသစ်သဖြင့်ဝမ်းသာရေးမဆုံးတော့ဘီတဲ့